ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့ recap လုပ်ပေးတော့မှာက2015ခုနှစ်ကထွက်ရှိထားပြီးတော့ရီမောမောပေါပေါပပကြည့်ရှုခန်းစားရမယ်တိတ်ပန်စိတ်ကိုရင်ဇာတ်ကားလေးဖြစ်တဲ့ tomorrow land ပဲဖြစ်ပါတယ်ရုပ်ရှင်ဆက်စားခြင်းမှဆိုရင်ဖိုတိုဆိုတဲ့ညင်ကြီးရှင်ကလေးငယ်လေးဟာလူတိုင်းမတက်နိုင်တဲ့တက္ကသိုလ်ကျောင်းထဲကိုကြောပိုးကြီးကြီးကြီးနဲ့ဝင်လာနေခဲ့ပါတယ်ဖိုတိုရဲ့ရွေးချက်ကတက္ကသိုလ်ကျောင်းမှာကျောင်းတခွင့်ရဖို့ပါ professor ဦးနိုင်ကြီးနဲ့တွေ့ချိန်မှာဖိုတိုကသူတည်တင်ထားတဲ့မိုးပြန်ချက်ကိုထုတ်ပြလိုက်တော့ဦးနိုင်ကြီးကထင်ကြီးသွားခဲ့ပါတယ် ဒါမဲ့ဦးနိုင်ကြီးရဲ့လက်ထောက်ဖြစ်တဲ့ဖိုးထုနဲ့ရွယ်တူကလေးမလေးနီလာကရောက်လာတော့ဦးနိုင်ကြီးကမိုးပြန်ချက်တာတကယ်ပြန်နိုင်မယ်ဆိုရင်ကျောင်းဝင်ခွင့်ပေးမယ်ဆိုပြီးပြန်ပြောခဲ့တာမျိုးဖိုးထုလည်းစိတ်ညစ်သွားခဲ့ရပါတယ်။ဖခင်ဖြစ်သူကလည်းဖိုးထုရဲ့သိပ္ပံကြောင့်ကိစ္စတွေကိုအားမပြီးတော့ဖိုးထုလည်းစိတ်လေပြီးပတ်သွားနေတော့ လီလာကအပြာရောင်ရေတိုးလေးကိုပေးခဲ့ပြီးတော့လာခေါ်ခဲ့ပြီးတခြားသူတွေနဲ့အလုပ်ဖုံနေတဲ့ဦးနိုင်ကြီးမသိအောင်ကြောင်းထဲခေါ်သွားပေးခဲ့ပါတယ်။လူတွေများနေတော့ဖိုတုကလည်းရေချောင်းလေးတွေကနေလေကိုစီးပြီးကြောင်းထဲရောက်လာတော့လေစာလင်းလေးကနီလာပေးတဲ့ရေတိုးလေးကိုစကန်ဖက်လိုက်ပြီးဖိုတုကိုမြောက်ခန်းလိုနေရာကြီးတစ်ခုကိုဆွဲခေါ်သွားခဲ့ပါတယ်။ထူဆန်းတဲ့သိပ်ပံခန်းကြီးထဲရောက်ရှိသွားခဲ့ပြီးဇောက်ထိုးမှုမျိုးထားဖြစ်တာကြောင့်ဖိုတုလည်းသတိမိသွားခဲ့ပါတယ်။သတိပြန်ရလာလို့အပြင်ကိုထွက်ကြည့်လိုက်ချိန်မှာကားပြန်တစ်စီးပေါ်မှာနီလာနဲ့ဦးနိုင်ကြီးတို့ကိုတွေ့လိုက်ရပါတယ်။ဖိုတုလည်းလန့်ခေါ်နေတော့စေယုတ်ကြီးကြီးတကောင်ကရောက်ချလာတာမျိုးချေချော်ပြီးစဉ္ညာလန်းပေါ်ကျသွားပါတော့တယ်။ ကန်ဆိုးကျင်တော့သူ့ရဲ့မိုးပြန်ချက်ကပျက်စီးသွားသလိုကန်ကောင်းကျင်တော့ဆေးဥကပြင်ပေးလိုက်တာမျိုးတကယ်ပြန်လို့ရသွားခဲ့ပါတယ်ဖိုတိုလေးလည်းအပေါ်လိုမီမိုးပြန်ချက်ကိုခုံစီလိုက်တော့မှသူက tomorrow land ဆိုတဲ့တိတ်ပံခက်လွန်နီးပညာရီနဲ့ပြည့်နေတဲ့မြို့ကြီးကိုရောက်နေတာသိသွားခဲ့ရပါတယ်အားလုံး okay သွားတော့ဦးနိုင်ကြီးစီကိုပြန်သွားပြပေးမယ်ဦးနိုင်ကြီးကတော့ပရိသတ်ကြီးရဲ့ crash လေးလို့ခြေနေတော့မှပဲဒီလာကတော့ဖိုတိုရဲ့လက်ကိုကန်ပြီးဒီမြို့မှာဘဝဆလုပ်ရပြီဆိုပြီးပြောလိုက်ပါတယ်ဒီလိုနဲ့2015ခုနှစ်ကိုရောက်လာချိန်မှာ KD ဆိုတဲ့ကော်မတီတယောက်ကနတ်စာခန်းတစ်ခုတည်းကိုခိုးဝင်လာပြီး NASA အင်ဂျင်နီယာဖြစ်ခဲ့ပြီးအလုပ်ပြုသွားတဲ့ဖခင်တွဲဆက်တွေတဲကတကူးကူကိုကလစ်ပေးခဲ့ပြီးအိမ်ပြန်လာခဲ့ပါတယ်။အမောင်တဲကနေလှမ်းကြည့်နေတဲ့နီလာကတော့ဂေတီရဲ့ဆိုင်ကအုတ်ထုတ်ကနေ DNA ကိုယူပြီး Tomorrow Land နဲ့ဝင်တဲ့ကုတ်အပြင်ရင်တိုးလေးကိုပေးထားခဲ့ပါတယ်။ဂေတီက NASA ခန်းထဲခိုးဝင်ပြီးစစ်ပစ္စည်းကိုကလစ်ခဲ့တာကဖခင်ဦးအောင်ကိုအလုပ်ပြန်ရစေဖို့မျှော်လင့်ခဲ့ပေမဲ့ဂျင်နီကပိုဆိုးလာခဲ့ပါတယ်။ဒါမဲ့လက်မလျှော်သေးပဲနောက်တစ်ခါခိုးဝင်ဖို့လို့တော့ကုလားရွှေရီနဲ့တွေ့ပြီးဖန်ခံလိုက်ရပါတယ်။အမကန်နဲ့ပြန်လွတ်လာတော့ပစ္စည်းတွေကိုစစ်ကြည့်တော့ရင်တိုးကိုတွေ့တာမျိုးကန်လိုက်တာနဲ့အရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်။ကေတီလည်းလန်းလန်းနဲ့ပြစ်ချလိုက်တော့ရင်တိုးလေးကအောက်ကိုကျသွားခဲ့ပြီး ထက်ကန်ကြီးတော့တောအုပ်တနေရာကနေ Tomorrow Land ကိုမြင်ရတဲ့နေရာကိုရောက်သွားခဲ့ပါတယ်။တည်တည်လဲသွားကြည့်ဖို့လို့တော့ Yes Scan နိုင်ရဲနဲ့တိုက်မိသွားတော့ရှစ်ရှစ်တီဖြစ်သွားခဲ့ပါတယ်။အင်မြန်လမ်းမှာလည်းဥအောင်ကဆူလီတာမို့ KD ကလည်းရင်တို့အချောင်းကိုရှင်းပြပြီးကန်ခိုင်းခဲ့ပေမဲ့ဘာမှမပြောင်းလဲခဲ့ပါဘူး။ရှင်တို့က KD တယောက်တည်းကိုပဲတက်ရောက်မှုရှိတာကိုသိသွားတော့ညချိန်မှာထပ်ပြီးစမ်းသက်လိုက်တာအစမ်းကောင်းလို့လေကားပေါ်ကနေဇောက်ထိုးတွေလိမ့်ချသွားပါတော့တယ်။အမေအဖြစ် Tomorrow Land ကိုရောက်သွားပြီမဲ့လူကတော့လက်ရှိကမ္ဘာမှာကြံခဲ့မှာကိုသဘောပေါက်သွားတဲ့ KD ကလည်းလေကွင်းထဲသွားပြီးတော့ Tomorrow Land ကိုစပြီးလိုက်ဆက်စုပါတော့တယ် သွားကျင်ရသွားကြည့်ကျင်တာတွေကြည့်လို့ပြီးတော့ရေတွေကနေဘေးကိုရောက်လာတာမျိုးကြောင်တောင်ဖြစ်နေတော့လေခွင်းဘေးကရေကန်ထဲရောက်နေတာကိုသတိထားမိသွားပါတော့တယ်ရှင်တို့ကလည်းရေဆိုပြီးပြစ်သွားတာမျိုးကေတီလည်းအိမ်ကိုချက်ချင်းပြန်လာပြီးဖခင်ရဲ့လက်တော်တဲကရှင်တို့အကြောင်းကိုစုံစမ်းပြီးတော့နောက်တစ်ရက်ကျရှင်တို့ရောက်တဲ့ဆိုင်ကိုလိုက်ဖို့ပေးဖို့မောင်ဖြစ်သူနီတို့နဲ့တိုင်ပင်လိုက်ပါတယ်နောက်တစ်ရက်မှာတော့နီလာကနီတို့စီကိုရောက်လာပြီးကေတီရှိလာပြီးတော့နီတို့ကလည်းရှင်တို့ရောက်တဲ့ဆိုင်ကိုသွားတယ်ဆိုပြီးပြောပြလိုက်ပါတယ်မကေတီကဆိုင်ရှင်တယောက်ကိုထူမိုးလိုလမ်းကြောင်းပြောပြပြီးရှင်တို့ဆိုင်မှာရှင်တို့သွားရှာနေတော့ ဆန်ကျင်နှစ်ယောက်ကလက်နက်ဆန်းနေနဲ့ပြစ်တာကြောင့်ကေတီလည်းပတ်ပြေးနေတော့ညီလာကရောက်လာပြီးဆန်ကျင်နဲ့နှောင်ချင်နှောင်ချင်ချပြီးကေတီကိုကယ်ခဲ့ပါတယ်။ဆန်ကိုပေါက်ခွဲပြီးတော့နှစ်ယောက်သားထွက်ပြေးလာတော့လမ်းတနေရာမှာညီလာကသူ့ကိုယ်သူပြန်ပြီးစကရူတစ်ချောင်းနဲ့ဟူနာပြင်တင်နာပြင်နေတော့ကေတီလည်းကြောက်အားလန်နဲ့ကားပေါ်ကနေပြေးဆင်းလာတော့တယ်။ဒီမှာတွေ့ရမှာကညီလာနဲ့ဆန်ကျင်နှစ်ယောက်ကလူစစ်စစ်မဟုတ်ပဲဆေးရုပ်ဖြစ်နေတာကိုပါဒီလာလေကေတီနောက်လိုက်သွားတော့ကားတိုက်ခံရပြီးမှောက်သွားခဲ့ပါတယ်။ကေတီကလည်းလာတိုက်တဲ့လူရဲ့ကားကိုယူပြီးမောင်းပြေးလာတော့နီလာကတနအီမိုင်80နှုန်းနဲ့စောက်ကျိုးနဲ့အောင်နောက်ကနေပြေးလိုက်လာပြီးကားတော့ကိုဆွဲဖြုတ်လိုက်ပါတော့တယ်။ ။နီလာကလည်းကေတီက Tomorrowland ရဲ့နောက်ဆိုးရင်တို့ဖြစ်ကြောင်းနဲ့အရေးပေါ်အခြေအနေကိုကဲတင်ဖို့အတွက်ကေတီကိုလိုအပ်ကြောင်းပြောပြီး Tomorrowland ကိုမြန်သွားရမယ်ကြောင်းပြောပြခဲ့ပါရယ်။ရင်နှုတ်ဆိုင်ရှိမှာတော့ကိုလာရွှေတို့ကလည်းဆိုင်ရှင်ဆက်ရုပ်ကောင်းတွေတွေ့တော့ဆက်ဆုနေတော့မာတီနက်နဲ့လီဝင်ဒေါစကီကိုဆက်မွေထားတဲ့မျက်နှာနဲ့တာရင်ကရောက်လာခဲ့ပါတယ်။တန်ရှင်ဝင်ဆောင်မှုဘာဘာညာညာရွှေချောင်းလုပ်ပြီးတော့ကိုလာရွှေတို့ကိုတိုင်းညွန့်တိုင်းညွန့်လှုပ်လိုက်ပြီးသူ့တပည့်တွေကိုလည်းကီတီတို့ကိုတွေ့တာနဲ့ဥနိုင်ကြီးစီခေါ်သွားပေးဖို့အမိန့်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့နီလာနဲ့ကီတီတို့က Tomorrowland ကိုတောက်ဖို့စကားတွေပြောရင်းနီလာကဖိုးထုရဲ့အကြောင်းကိုပြောပြနေတော့ကီတီအိတ်ပေါ်သွားခဲ့ပါတယ်။ လိုလာတော့လမ်းမအပေါ်ပြစ်ချခံထားရပြီးနီလာကကားနဲ့ထွက်သွားခဲ့ပါပြီရွေးချယ်စရာမရှိတဲ့ကေတီလည်းအနီးကအိမ်စီသွားပြီးကိုကြီးတောင်းတော့ဇလန်းစားကအခုလူကြီးဖြစ်နေတဲ့ဥဖိုထူးနဲ့ဆုံခဲ့ပါတယ်ဥဖိုထူးကအိမ်ထဲဝင်ဝင်မပေးတာကြောင့်ကေတီလည်းစပက်ကြီးကိုမိထရှုပ်ပြီးဥဖိုထူးမိလာညိမ့်တဲ့ချိန်မှာအိမ်ထဲပြေးဝင်ပြီးတကားကိုလောချလိုက်ပါတော့တယ်အိမ်ထဲရောက်ချိန်မှာစက်တခုတည်းကနေဥဖိုထူးနဲ့နီလာတို့ငယ်ဘဝပုံရိပ်တွေပါဝင်စက်ကရိယာမျိုးစုံနဲ့ကွန်ပျူတာစကန်ပြင်အချိန်တခုကိုသတ်မှတ်ထားတဲ့နိုင်တခုကိုပါတွေးလိုက်ရပါတယ်ဥဖိုထူးလည်းမလွယ်ပေါက်ကနေအိမ်ထဲပြန်ရောက်လာပြီးတော့ ူက tomorrow လမ်းမှာပစ္စည်းတစ်ခုကိုမထွင်သင့်မဲ့ထွင်လိုက်မိတာကြောင့်နေနေတဲ့ပေးခံရကြောင်းပြောပြနေတော့တာရင်နဲ့တဘောကျဲတွေကရောက်လာကြတာမျိုးအိမ်ရဲ့တန်တကားတွေကိုပိတ်ချပစ်လိုက်ရပါတယ်။ဒါပေမဲ့တာရင်တို့ကစေုပ်တီဆိုတော့လေအချိန်မမီတော့ပဲနှောင်းချင်းနှောင်းချင်းပြန်ချရင်ကက်တီလေးထွက်ပြေးနိုင်ခဲ့ပါတယ်။ဒီလာကလာခေါ်ခဲ့ပြီးဥနိုင်ကြီးရဲ့လျှို့ဝှက် AC ကို၃ယောက်တာလာခဲ့ကြပါတယ်။တယ်လီဖုန်းလုပ်ပြီးတော့ Eiffel Tower ပေါ်မှာတိတ်ပန်ကြောင်၄ယောက်ဆုံခဲ့ပြီး tomorrow လမ်းကိုသွားကြဖို့အတွက်တိုင်ပင်လိုက်ကြပါတယ်။တာရင်တို့ဘက်ကလည်းထပ်ပြီးရောက်လာကြတာမျိုးကိုဖိုးထူးတို့လည်း Eiffel Tower ကနေချမ်းချမ်းချမ်းဆိုပြီးထွက်လာပြီးမိုးပြန်ချင်းနဲ့ tomorrow လမ်းကိုအမြန်ထွက်လာလိုက်ကြပါတယ်။ ီလိုနဲ့ Tomorrow Land ကိုရောက်လာကြတော့ဦးနိုင်ကြီးနဲ့တွေ့ခဲ့ကြပြီးတော့အချိန်မရှိတော့ဘူးဆိုပြီး Tomorrow Land ရဲ့တာဝါစီကိုခေါ်သွားခဲ့ပါတယ်။ကိုဖို့တို့ကလည်း Tomorrow Land မှာသူတင်ခဲ့တဲ့စလုံးလေးကိုနီလာကိုအတ်ထားလိုက်ပါတယ်။ထာဝရပေါ်မှာဆိုရင်လူများမျိုးနွယ်ရဲ့အစကိုပြန်ကြည့်ရှုရင်လည်းကိုဖို့တို့ကအချိန်တွေကုန်တာမြင်လိုက်တာပြောတော့ KD ကလည်းကိုဖို့တို့အိမ်မှာတွေ့ခဲ့တဲ့နားရီအချိန်ကိုသတိရမိသွားတာမို့လာမယ့်ရပောင်း58ကိုကြည့်လိုက်တော့ကဘာကြီးကပြစီနေတာကိုတွေ့လိုက်ရပါတယ်။ဦးနိုင်ကြီးကလည်းဒါကကဘာပြစ်ချင်းကြောင့်ဖြစ်တာကဘာပြစ်ပေမဲ့ငါတို့ရဲ့ Tomorrow Land ကတော့မပြစ်ဘူးဆိုပြီးပြောတော့ KD ကလည်းလူသားမျိုးနွယ်ကိုကယ်တင်ခြင်းခဲ့ပါတယ်။ ဗီဒီယိုကိုကြည့်ရင်းကနေကဘာကိုပစ္စည်းမဲ့စွမ်းအားကတာဝါထိတ်ကစလုံးကြီးကနေလာတာကိုသဘောပေါက်သွားတော့ဥနိုင်ကြီးကိုစောရကတက်မိတာမျိုးကုဖိုးထုတို့လည်းကဘာပေါ်နေထုတ်ခံလိုက်ရပါတယ်။ဒါမဲ့ကဘာကြီးကိုကယ်တင်ခြင်းနဲ့ကုဖိုးထုတို့လည်းတခြားသူတွေနဲ့နောင်ချင်နောင်ချင်ချကြတော့ဆဲဟိုကြီးကြီးတွေရောက်ချလာတာကြောင့် KD တယောက်တည်းစလုံးကြီးစီသွားရပါတော့တယ်။ဥနိုင်ကြီးနဲ့ကုဖိုးထုတို့လည်းခြိုင်းရင်ခြိုင်းနဲ့ပေါ်တဲ့အပေါက်နေကဘာထဲရောက်နေတော့ဆဲဟိုတဲ့ဝင်ပြီးချနေတဲ့နီလာကဘုံနဲ့လန့်ထုတ်ခဲ့ပေမဲ့နှစ်ယောက်လုံးကထူမရိုးလန်းကိုပြန်ရောက်လာခဲ့ပါတယ်။ကံမကောင်းစွာပဲဥနိုင်ကြီးကတော့ဆဲဟိုထဲပြိမိနေခဲ့ပါပြီ။ ကဘာပြက်မဲ့စလုံးတဲကိုကိုဖိုးတူးထွင်ထားတဲ့စလုံးကိုထည့်ပြီးပြန်ဆင်းလာတော့မတည်သေးနိုင်တဲ့ဦးနိုင်ကြီးကကိုဖိုးတူးကိုတနက်နဲ့လှမ်းပြီးတော့နီလာကဝင်ခံရင်ဆက်ရုပ်လဲမာလကီရမလို့လို့ဖြစ်သွားခဲ့ပါတယ်။စေုံမှာဆိုပေမဲ့လူသားတွေနဲ့နေရကြတော့ချစ်တက်ညစ်တက်သွားပြီးကိုဖိုးတူးနဲ့ငငယ်ကအမတ်တရားတွေကိုပြောကြပြီးမှတော့ဇလန်ဆာမှာကိုဖိုးတူးထွင်ထားတဲ့မိုးပြန်ခြင်းနဲ့ပဲကိုဖိုးတူးနဲ့ကီတီတို့ဒူမရိုလန်းကနေထွက်လာခဲ့ကြပါတယ်။ဒူမရိုလန်းကြီးလည်းပြိုကျပစ္စည်းသွားခဲ့ပြီးအခုဆိုရင်ရှိလို့ရှိမှန်းတော့ဘယ်သူမှမသိကြတော့ပါဘူး။ ။ရုပ်ရှင်ရဲ့နောက်ဆုံးခန်းမှာဆိုရင်တော့ကိုဘိုတို့နဲ့ကီဒီတို့ကနီလာလိုဆေးရုပ်တွေအများကြီးကိုတွင်ခဲ့ပြီး Tomorrow Land ကိုသွားဖို့အတွက်ရင်တို့တွေအများကြီးလှုပ်ကြပြီးတော့ကဘာကြီးကိုပိုကောင်းတဲ့မိခင်ဂျိုကြီးဖြစ်ပြောင်းလဲဖို့စူးစမ်းရင်းနဲ့ဆုံးသက်သွားခဲ့ပါတယ်။နားဆင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးထူးတင်ရှိပါရခင်ဗျာ။